မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆကြဲအမျိုးမျိုးကိုခံစားရပါပြီကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုလိုအားဖြင့်ကျွန်တော်နဲ့အတူနှုတ်ကပတော်ဆင်ကျင်ဖို့ပြားခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းခန်းကြီး39အပိုင်ငယ်9ကိုဆင်ကျင်ဖို့ပြင်ဆင်ထားပါတယ်အကျွန်ုပ်အသက်တာကို တမိုက်မျှတာခံထားတော်မူပြီးအကျွန်ုပ်အရွယ်သည်ရှေ့တော်၌ ဘာမျှမဟုတ်တကဲ့သို့ဖြစ်ပါ၏အကယ်စင်စစ်လူမြည်ဒီကလူဤအထွတ်သို့ရောက်တော်လဲအနတ္တတသက်ဖြစ်ပါ၏ဒီကျမ်းစာကိုကြည့်တဲ့အခါမှာလူရဲ့အသက်အရွယ်ကို ဖော်ပြထားတာတွေ့ရပါတယ်လူဟာကွေးတော်လက်မဆက်မီစံတော်လက်မကွေးမီသိနိုင်တယ်လို့ဒီလိုမျိုးဆိုရိုးစကားတွေရှိပါတယ်အခိုးငွေလိုပဲဖြစ်တယ်လို့လည်းဖော်ပြထားတာတွေ့ပါတယ်အခုဒီမှာတော့ လူရဲ့အသက်က တမိုက်မြပဲရှိတယ်လို့ပြောပါတယ်ဘုရားသခင် ရှေ့တော်မှာ လူရဲ့သက်တမ်းဟာအင်မတန်တိုးတောင်းပါတယ်အင်မတန်နည်းပါတယ်ဒါကြောင့်မလို့ဘုရားသခင်ရှေ့မှာလူရဲ့အသက်ဆိုတာဘာမှမဟုတ်တဲ့ကဲ့သို့ပဲဖြစ်တယ်လို့နားလည်ထားဖို့လိုပါတယ်လူဟာလူရဲ့အထွတ်တို့ရောက်တော်လဲပဲအနတ္တတသက်ဖြစ်တယ်ဆိုတာကို သိရှိနားလည်ရပါတယ်ဆိုလိုတာကဘလောက်ပဲလူဟာ အကြီးမြတ်ဆုံးသောသူဖြစ်လင့်ကစားအဲ့ဒီအရာဟာခဏလေးနဲ့ကွယ်ပြောက်သွားတတ်တဲ့အရာဖြစ်လို့ဒါဟာလဲအနတ္တမတည်မြဲခြင်းသဘောဖြစ်တယ်ဆိုတာကိုသိရှိနားလည်ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့ဟာအခိုးငွေ့လိုပဲ ကျွန်တော်ရဲ့အသက်ဟာခဏလေးပဲအသက်ရှင်ရတာဖြစ်တော်လဲပဲကျွန်တော်တို့အသက်ရှင်စဉ်လေးမှာကျွန်တော်တို့လုံနိုင်တာလေးတွေတော့အကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်သွားဖို့လိုပါတယ် ကုံလွန်ခဲ့တဲ့နေ့ရက်ကာလတွေမှာကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေကဘလောက်အတိုင်းတာထိသူတို့ဘာကိုကောင်းကျိုးဖြစ်စေပြီလဲဆိုတာကို ပြန်လည်သုံးသပ်ပြီးကြံရှိကာလကို ကျွန်တော်တို့ဘလောက်ထိအကောင်းဆုံးလုပ်နိုင်အောင်မလဲဆိုတာကို ပြင်ဆင်ဖို့ လိုပါတယ်ကျွန်တော်ဖတ်ရတဲ့စာအုပ်လေးတအုပ်မှာဆိုရင်ဘုရားသခင်ကကျွန်တော်မြေကြီးပေါ်မှာလှုပ်တဲ့အရာများရဲ့အကျိုးရလက်အနေနဲ့ကောင်းကင်မှာဆုချမယ်ဆိုတာကို သိရသလို့ အဲ့ဒီစုဆိုတာကလည်းဘာလဲဆိုရင်ကျွန်တော်ရဲ့ရလက်ကျွန်တော်လှုပ်ဆောင်မှုတိုင်းရဲ့အဖို့ခလို့ဒီလိုနားလည်ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့မြေကြီးပေါ်မှာကျွန်တော်တို့လှုပ်တဲ့အရာတွေရဲ့အဆိုးအကောင်းအကျိုးအကြောင်းတွေအားလုံးကဘုရားသခင်ရှိတော်မောက်ကိုရောက်လာတဲ့အခါမှာရလက်အနေနဲ့ပေါ်လာမှာဖြစ်တယ်ကျွန်တော်တို့ကိုဘုရားသခင်ကစုချမှာဖြစ်တယ်ဆိုတာကို ိထားရင်ကျွန်တော်တို့စုယူဖို့ရန်ပြင်ဆင်ရမှာဖြစ်ပါတယ်ကျွန်တော်မြေကြီးပေါ်မှာသူတစ်ပါးအတွက်ဆုတောင်းပေးတာတွေကျွန်တော်တို့သူတစ်ပါးကိုတနာစိမ့်နဲ့မေတ္တာစကားပြောတာကအစကျွန်တော်တို့ဧဝံဂေလိတရားကိုဟောပြောတဲ့ဧဝံဂေလိတရားကြောင့်အနစ်နာခံတဲ့စသဖြင့်ကျွန်တော်တို့ဝိညာဉ်ရေးရာမှာ တစုံတရာ ကောင်းတဲ့အရာလုပ်တယ်လူတွေရဲ့အကျိုးကိုတစုံတရာဆွန့်လွတ်အနစ်နာခံပြီးကူညီမဆရတယ်ဆိုရင်သိကြပါဗျာကျွန်တော်တို့ ကောင်းကင်ဘုံမှာဆူရမှာဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ဖျားသခင်ရှေ့မှာကျွန်တော်တို့ဟာခဏလေးအသက်ရှင်ရတာဖြစ်ပေမဲ့ကျွန်တော်တို့ခဏလေးအသက်ရှင်တဲ့ကာလလေးမှာတည်တည်လေးသော ကောင်းသောအမှုပြုခြင်းဖျားနှစ်သက်ဖွယ်သောအရာကိုပြုခြင်းအတွေ့ကြီးမားတဲ့ထာဝရဆုကိုရမယ်ဆိုရင်ဘလောက်တောင်စိတ်လှုပ်ရှားစရာကောင်းသလဲဆိုတာကိုကျွန်တော်ပြန်စဉ်းစားဖို့လိုပါတယ်ဒါကြောင့်မြေကြီးပေါ်မှာသေးနှုတ်တယ် မပြောပါလို့ပါဘူးဆိုရပေမဲ့လေဖယားသခင်ရှေ့မှာကြီးမြတ်တဲ့ထူးမြတ်တဲ့စုကိုရမယ်ဆိုတာကိုသိရရင်သိနှုတ်ပေမဲ့လေကျွန်တော်တို့မျက်ွယ်မပြုတ်ပဲနဲ့ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။မြေကြီးပေါ်မှာကျွန်တော်တို့ပြုသည်မအနတ္တဖြစ်မဲ့အရာအစားမြေကြီးပေါ်မှာပြုသည်မကောင်းကင်မှာထာဝရဖြစ်စေဖို့အားဆိုင်ရမှာဖြစ်ပါတယ်။ဖျားရှေကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့ကောင်းမြတ်သောဖျားကိုရော့ကိုကျေးဇူးတင်ပါတယ်။ ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာမြေကြီးပေါ်မှာခဏနေရမှာဆိုပေမဲ့ထာဝရအတွက်ပြင်ဆင်နိုင်သောသူများဖြစ်စေတော်မူပါယေရှုတင်နဲ့ပုံကြီးခြင်းဂုံပြုခြင်းအလုံးစုံကို ကိုရောလက်တော်မှာအပ်ပါ၏ကိုရောကောင်းကြီးပေး၍ကျွန်တော်ရဲ့တဏိတာကို ကိုရောရှင်ပြအုပ်ဆိုးတော်မူပါကိုရောဘုံတော်အလိုတော်အတိုင်းအသက်ရှင်နိုင်ဖို့မာစပါယေရှုတင်နဲ့ထာဝရအကျိုးအတွက်အသက်ရှင်စေဖို့နေ့ရက်ကာလတွေကိုပြင်ဆင်ပေးပါ ဂျေဇုတော်ပေါင်းကိုချီးမွမ်း၍သခင်ယေရှုခရစ်တော်နာမ၌တဏိတာကိုဆက်ကတ်တဲ့အခါနှုတ်ကပတ်တော်ကြားရတဲ့မိသားစုရဲ့အယောက်တိုင်းပေါ်မှာလဲခန္ဓာစိတ်ဝိညာဉ်မဆပါမိအကြောင်းကောင်းကြီးပေး၍ဆုတောင်းအပ်နိုင်ပါ၏အာမင်